မင်္ဂလာနေနဲ့ခင်ပါရှင်မြစီမတက်ဖီယိုစီစဉ်စတင်ပါပြီမြစီမတက်ဖီယိုစီစဉ်လေးကိုဝါရှင်တီစီမြို့တော်ကနေရိုက်ကူးတင်ဆက်ပေးနေတာပါမိကန်ပြာစုမှာကိုဗစ် -19 ရောဂါကူးစက်မှုအရေးပေါ်ခြေနေပေကြောင်းမြစီမတက်ဖီယိုရုပ်သံစီစဉ်လေးကိုရာရီပုံစံပြောင်းပြီးထုတ်လွှင့်ပေးနေတာဖြစ်ပါရဲ့ရှင်ယူကရိန်းရဲ့ကီယက်မြို့တော်ကိုရုရှားဘက်ကလက်နက်ကြီးတွေနဲ့ပို့ပြီးပစ်ခတ်တိုက်ခိုက်နေပါတယ် ရုရှားတပ်တွေဝိုင်းဝန်းပိတ်ဆို့ထားတဲ့မာရီပိုမြို့ကိုလက်နက်ချဖို့ရုရှားဘက်ကယာစဒန်ဘေးတောင်းဆိုတာကိုလည်းတင်းလာနေကယူကရိန်းဘက်ကပယ်ချလိုက်ပါတယ်တနင်္လာနေ့အာယုံမတက်ခင်နောက်ဆုံးထားပြီးလက်နက်ချဖို့ရုရှားကာကွယ်ရေးဝန်ကြီးကယူကရိန်းစစ်တပ်ကိုရာဇသံပေးထားတဲ့အကြောင်းရုရှားအစိုးရပိုင်း RIA သတင်းဌာနကကြေညာပါတယ်။လက်နက်မချသူတွေကိုလက်နက်ကင်တောင်းချမ်းသူဓမြတွေအဖြစ်ကြေညာမယ်လို့ရုရှားဘက်ကပြောပါတယ်။ ဒီအတော်တွင်ယူကရိန်းနိုင်ငံမြို့ရော်ကီယက်ကဈေးအယောင်ဌာနတစ်ခုမှာပြီးခဲ့တဲ့ညကဘုံးကျဲတိုက်ခတ်ခံရတာကြောင့်လူ၄ယောက်ထဲမှနေသေဆုံးသွားပါတယ်။ရုရှားတပ်တွေအများအပြားမြို့နယ်25ကီလိုမီတာအကျော်မှာရှိနေဆဲဖြစ်ပြီးရှေ့ကိုဆက်မတိုးနိုင်ပဲဖြစ်နေတယ်လို့ဆိုပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမီယာဇယ်လန်စကီးကတော့ရုရှားနဲ့ဆိတ်ဆိတ်ညှိနှိုင်းဖို့မအောင်မြင်ဘူးဆိုရင်ဒါဟာတတိယကမ္ဘာဆဲဖြစ်ပြီးလို့ပြောရမယ်အကြောင်းတင်းနှင်းနေနေက CNN ရုပ်သံနဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောဆိုသွားပါ ါတယ်အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အဆိုပြုထားတဲ့တရားသူကြီးကေတန်ဂျီဘရောင်းဂျက်ဆင်ကိုတရားရုံးချုပ်တရားသူကြီးအဖြစ်ခန့်ထားရေးအတည်ပြုဖို့ကိစ္စတင်းနှလာနေကအထက်လွှတ်တော်တရားရေးကော်မတီရှေ့မှောက်မှစတင်ကြားနာပါတယ်။အထက်လွှတ်တော်မှမဲခွဲဆုံးဖြတ်ချက်အတည်ပြုပြီးရင်ကေတန်ဂျီဘရောင်းဂျက်ဆင်ဟာအမေရိကန်သမိုင်းမှာပထမဆုံးလူမဲအမျိုးသမီးတရားရုံးချုပ်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်မှဖြစ်တဲ့အတွက်သမိုင်းဝင်ကြားနာပွဲအဖြစ်သတ်မှတ်ထားကြတာပါ။ တနင်္လာနေ့နေ့ကင်းတရားသူကြီး Brown Jackson ရဲ့အဖွင့်ကျင်ညာချက်အပြီးနောက်ထပ်နှစ်ရက်ဒီမိုကရက်အထက်လွှတ်တော်အမတ်၁၁ဦးနဲ့ Republican လွှတ်တော်အမတ်၁၁ဦးရဲ့မိကွန်းတွေကိုအပြန်အလှန်ဖြေဆိုဖို့ရှိပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း Washington မြို့တော် Federal အယူခံတရားရုံးတရားသူကြီးအဖြစ်ခန့်ထားဖို့သမ္မတ Joe Biden အဆိုပြုခဲ့တာကြောင့်အထက်လွှတ်တော်တရားရေးကော်မတီရှင်းမောင်းမှာ အခုလိုတရားသူကြီး Brown Jackson ထွက်ဆိုခဲ့ရပူပါတယ်။ ခရီးသည်133ဦးတင်ဆောင်လာတဲ့တရုတ်လေကြောင်းလိုင်းတစ်ခုပိုင်းခရီးသည်တင်လေရင်တစီတရုတ်နိုင်ငံတောင်ပိုင်းဂွမ်စီပြည်နယ်တွေကတောင်တန်းတွေပေါ်မှာတင်းနှလာနေကပြတ်ကျသွားတယ်လို့အစိုးရပိုင်းသတင်းဌာနကကြေညာပါတယ်။ China Eastern လေကြောင်းလိုင်းက Boring 737လေယာဉ် Tang County ဝူဇူးမြို့နီးမှာတင်းနှလာနေကပြတ်ကျသွားတာလို့ CCTV သတင်းမှကြေညာပါတယ်။ လေရင်ပြတ်ကျတဲ့နေရာကိုရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေတွားရောက်နေပြီးလက်ရှိမှာတော့တေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူဘယ်နှယောက်ရှိလဲဆိုတဲ့သတင်းတွေတော့ချက်ချင်းထွက်မလာသေးပါဘူး။ရှန်ဟိုင်းမြို့အခြေဆိုင် China Eastern လေကြောင်းလိုင်းဟာတရုတ်နိုင်ငံကထိတ်တန်းလေကြောင်းလိုင်း၃ခုမှာတစ်ခုအပါဝင်ဖြစ်ပြီးပြည်ရင်းပြည်ပလေဆိပ်ပေါင်း248ခုကိုပြန့်တန်းနေတာဖြစ်ပါတယ်။ ဒီသတင်းပတ်ကုံအရှိတီမောသမရရွေးကောက်ပွဲမှာမဲအရေးအတွက်64ရာဂိုင်နှုန်းရေတွက်ပြီးတဲ့အချိန်သုံးပုံနှစ်ပုံကို Nobel ဆုရှင် Jose Ramos Horta ကဦးဆောင်နေပါတယ်။ဒါပေမဲ့ကိုစလေလောင်တယောက်မှမဲအများစုမရရင်တော့တကြော့ပြန်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိပါတယ်။၂000ခုနှစ်အင်ဒိုနီးရှားစီကနေလွတ်လပ်ရေးရပြီးကြတဲ့အခါဆိုရင် အခုဟာ၅ချိန်မြောက်သမရရွေးကောက်ပွဲကိုကျင်းပတာပါဒီရွေးကောက်ပွဲမှာမဲအရေအတွက်64ရာဂိုင်နှုန်းရေးတွက်ပြီးတဲ့နောက်ဟိုဆေးရာမိုးစ်က46ရာဂိုင်နှုန်းနီးပါးရထားတယ်လို့ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်လက်ရှိသမရဖရန်စစ္စကိုလူအိုလူဂူထရက်စ်ကမဲအရေအတွက်22.5ရာဂိုင်နှုန်းရထားပါတယ် တနင်္လာနေ့နှောင်းပိုင်းလောက်မှာတော့ဘယ်သူအနိုင်ရရဲဆိုတာတိတိကျကျသိနိုင်မယ်လို့ခန့်မှန်းထားပြီးဘဲကူစလဲမ90ရာခိုင်နှုန်းထက်ကျော်ပြီးမရရင်တော့အေပီလ19ရက်နေ့မှာမဲအများဆုံးရထားတဲ့ကူစလဲနှစ်ယောက်ပြန်ပြီးရှင်ပြန်ရမှာပါ COVID-19 Omicron မျိုးကွဲကူးစက်မှုနှုံမြင့်နေတဲ့တရုတ်နိုင်ငံမှာ Zero COVID COVID ကင်းစင်ရေးစည်းကမ်းတွေနဲ့ဆက်ပြီးထိ ंछ ုပ်သွားမယ်လို့ကျန်းမာရေးဌာနတာဝန်ရှိသူတွေကပြောပါတယ်။မလတရနေ့ကစပြီးရက်သက်တပတ်နှစ်ပတ်လောက်အတွင်းပြည်내28ခုမှာ ကူးဆက်မှု2900ကျော်ရှိပြီးတော့ဂျီလင်းပြည်နယ်တခုထဲတွင်ကူးဆက်သူ1000ကျော်ရှိပါတယ်။ဟောင်ကောင်မှာတော့လာမယ့်အေပီလာကစလို့ကိုဗစ် -19 တိုက်ဖျက်ရေးအစည်းအဝေးတချို့ကိုဖြေလျှော့ဖို့စီစဉ်နေပြီးနိုင်ငံ၉နိုင်ငံကလေကြောင်းပြန်တမ်းမှုပိတ်ပင်ထားတာကိုရုတ်သိမ်းဖို့ဆက်ရောက်ဗီဇာအတွက်ပြည်ပကလာရောက်သူတွေကိုတီးခြားခွဲစောင့်ကြည့်ကာလရှင်းချဖို့နဲ့ကျောင်းတွေပြန်ဖွင့်ဖို့စီစဉ်နေပါတယ်။ UK မှာကိုဗစ်ကူးစက်မှုတွေပြန်မြင့်တက်နေတဲ့နေတူအမေရိကန်မှာလည်းကူးစက်မှုနှုန်းပြန်မြင့်တက်လာနိုင်တယ်လို့ American ထိပ်တန်းကူးစက်ရောဂါကျွမ်းကျင်သူဒေါက်တာအန်ထိုနီဖောက်ဂျီကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ထဲကမ္ဘာတဝန်းကိုဗစ်မျိုးကွဲ Omicron နဲ့ဗီဇပြောင်း BA.2 ကူးစက်မှုတွေတိုးနေတာကြောင့်ကိုဗစ်ကပ်ရောဂါပြီးဆုံးသွားဖို့ကတော့အလန်းဝင်းနေသေးတယ်လို့လည်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ကပ်ရောဂါအပြင်းထန်ဆုံးအဆင့်က ဒီနှစ်ထဲရောကြနိုင်တယ်လို့ WHO ကအရင်ကပြောဆိုဘူးပဲမဲ့ဒီလိုအဆုံးသတ်နိုင်မှုကနိုင်ငံတကာနိုင်ငံချင်းစီမှာလူဦးရေရဲ့80ရာခိုင်နှုန်းလောက်ကာကွယ်ဆေးထိုးဖို့ရည်မှန်းချက်ဘလောက်မြန်မြန်လှုံ့ဆော်နိုင်မလဲဆိုတဲ့အပေါ်မူတည်တယ်လို့ပြောပါရရှင်။ကျွမ်းညွညွလွင်ပါ။ မင်းကြီးမတဲ့ VOC နေကိုတင်ဆက်ပေးနေပါတယ်အခုတော့မဲဒနာကျော်တင်ဆက်ထားတဲ့ဆောင်းမတစ်ပုဒ်ကိုကြည့်အောင်ပါရှင်ရုရှားချူဆော်စီရဲ့လက်နက်ကြီးနဲ့တနက်ပစ်ခတ်မှုတွေကြောင့်မှမလလည်းထီဆိုရင်ယူကရိန်းကနေပြီးတော့လူပေါင်းသုံးသန်းကျော်ထွက်ပြေးရပြီဖြစ်ပါတယ်ဒီနှုန်းနဲ့ဆိုရင်လူတွေအစုလိုက်ထွက်ပြေးကြရတာ2015 Syria ပြည်ပခတ်ထက်ကျော်သွားနိုင်တယ်လို့ဒုက္ခသည်များဆိုင်ရာကုလမဟာမင်းကြီးရုံးကပြောပါတယ် တချို့နိုင်ငံတွေမှာလူကြီးတွေ့တာကြားလို့တကယ်အရေးအတွက်ကပိုပြီးများနိုင်ပါတယ်။ယူကရိန်းကထွက်ပြေးလာရသူ60ရာခိုင်နှုန်းလူ1.8တန်းကျော်လောက်ပိုလန်နိုင်ငံကိုသွားတာပါ။ကျန်သူတွေကဟန်ဂေရီ၊မော်ဒိုဗာ၊ရိုမေးနီးယားနဲ့ဘယ်လာရုစ်နိုင်ငံတွေစီသွားကြပါတယ်။အိုးရင်စွန့်ပြေးရသူအရေးအတွက်နေ့စဉ်တသိန်းနှစ်သိန်းတိုးလာနိုင်တယ်လို့ကုလသမဂ္ဂကပြောပါတယ်။ ယူကရိန်းမှာလက်နက်ကင်ပြည်ပခါက2014အစောပိုင်းမှာစတာဖြစ်ပြီးတော့နောက်တော့နိုင်ငံအရှိချမ်းယူကရိန်းထိန်းချုပ်နယ်မြေနဲ့ရုရှားထိန်းချုပ်နယ်မြေနယ်စပ်တစ်လျှောက်တိုက်ပွဲငယ်တွေမကြာခဏဖြစ်ပွားနေတာပါ I think the key thing to remember is that Ukrainians အထက်ကသိထားရမှာကယူကရိန်းမှာစစ်ဖြစ်နေတာရှင်းနေကြလာပြီဆိုတာပါပဲသူတို့အတွက်အခုမှအထူးအဆန်းထပ်ပြတာမဟုတ်ပါဘူးဒါကို တွေးထားပြီးသားပါတိတ်မဆိုးပေမဲ့ ချိန်ချမှုအန္တရာယ်တွေနေလာရတာရှင်းနေရှိပါပြီ။သမိုင်းတွင်တည်းတည်ဖြစ်ခဲ့ရတဲ့လူတွေအနောက်နိုင်ငံပဲရွှေ့ပြောင်းမှုကဥရောပမှာဆယ်စုနှစ်တွင်နဲ့ချီအများဆုံးလုပ်နေဖြစ်နေတဲ့ပြဿနာပါ။အခုယူကရိန်းဒုက္ခသည်အရေးအတွက်က2017ကော်ဆိုဗိုစစ်ပွဲပထမဆက်တည့်ရက်မှာထွက်ပြေးရတဲ့အရေးအတွက်ထက်လက်ဆနေပါများပါတယ်။1999အေဖီလာထီဆိုရင်ကော်ဆိုဗိုကဒေသခံ6သိန်းလောက်ဒုက္ခသည်ဖြစ်သွားပြီးတော့ နောက်၄သိန်းကပြည်တွင်းမှာပဲအိုးအိမ်ဆုံးပြေးခဲ့ကြရပါတယ်။တဖြည်းဖြည်းနဲ့ဆိုရင်ယူကရိန်းကနေပြီးလူပေါင်း6တန်းခွဲလောက်ထိထွက်သွားရနိုင်တယ်လို့ UNHCR ကပြောပါတယ်။အိန္ဒိယနိုင်ငံတွေစီပြေးကြတဲ့သူတွေကတော့အရေးပေါ်လိုအပ်ချက်တွေအတွက်အစိုးရတွေပရာဟိတအဖွဲ့တွေနဲ့တွေ့ရပြီးပါပြီ။ဒါပေမဲ့သွားလာဖို့အခက်အခဲရှိသူတွေအတွက်ကတော့စိုးရိမ်စရာရှိပါတယ်။ငွေကြေးတိတ်ပူစရာမရှိတဲ့သူတွေကမြင်မြန်ထွက်သွားလို့ရမှာဖြစ်ပြီးအစင်းအဆုံးသူတွေကတော့ကြံခဲ့မှာပေါ့လေ ဒီတော့အကူအညီပေးဖို့ဆိုတာပြောရင်ဒါတွေကိုထည့်တွဲရပါမယ်အကူအညီပေးဖို့ပြောရင်ထည့်စင်စားရမယ်အချက်ပါလူသားချင်းစာနာမှုအကူအညီဒုက္ခဒေရီကိုပေးရမယ်အကူအညီပါဒီထဲမှာတော်တော်များများကတက်ကြီးတွေမတန်ဆွမ်းသူတွေကလေးပါတဲ့သူတွေသူတို့တွေကတိတ်လွတ်လပ်ကူသွားလို့လာလို့ရမှာမဟုတ်ပါဘူးအခုဖြစ်နေတဲ့ပုံကဥရောပမှာဖြစ်ခဲ့တဲ့လူရွှေ့ပြောင်းမှုပြဿနာနဲ့ဆင်တူတယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာဥရောပတလွန်ဂျာမန်လူမျိုး၁၂သန်း ဥဝင်စွန့်ခွာပြေးခဲ့ကြရပါတယ်။နောက်တစ်ခုက2015စီးရီးယားပြည်ပခါမှာလူပေါင်းနှစ်တန်းကျော်ဥရောပသမဂ္ဂနိုင်ငံတွေစီရောက်လာကြလို့ခေလွန်ကွင်းပေးတဲ့စနစ်တွေလူဝင်မှုကြီးကြပ်ရေးစနစ်တွေမနိုင်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဆွီဒင်မှာဂျာမနီမှာတွေလည်းကြုံပြီးပါပြီ။အခုဆိုဂျာမနီပါပါပါတယ်။ဥပမာဒီဒုက္ခတွေတွေအများကြီးဝင်လာတာကိုကင်တွယ်ဖို့2015ရုံးကတုံးခဲ့တဲ့မူပေါင်းတွေပြန်သုံးခိုင်းနေပါပြီ ဒါကြောင့်အဲ့ရုံကအသုံးပြုခဲ့တဲ့နီးတွေကျုံခဲ့တဲ့အမားတွေကိုပြန်ယူပြီးအခုလိုအပ်ချက်အစ်စ်တွေနဲ့ကိုက်အောင်ပြန်ညှိသုံးရပါမယ်။အရင်ကမလုပ်စဘူးဥရောပတမကကလည်းယာယီအကွယ်ပေးရေးညှဉ်းချချက်ထုတ်ဖို့သဘောတူထားပါတယ်။ဆိုလိုတာကယူကရိန်းကဒုက္ခသည်တွေကိုဥရောပတမက နိုင်ငံတွေမှာအ ਨੇ စုံတစ်နှစ်ယာယီနေထိုင်ခွင့်နောက်ထပ်နှစ်နဲ့တက်တန်းတိုးလို့ရနိုင်ချေပေးတာဖြစ်ပါတယ်။ နောက်ပြီးရင်တော့အချီနေကရှေ့ဆက်ဘလို့ပြောင်းလာမလဲသူတို့ခိုလုံခွင့်ရှောက်ဖို့လူမလားတွေစက်ကြည်ရမှာပါယူကရိန်းနဲ့ယူကရိန်းမှာဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ EU ရဲ့ထောက်ခံမှုကိုအခြေမဆွဲဘဲနဲ့ပြသဖို့အထူးအရေးကြီးပါတယ်ဥရောပသမဂ္ဂထဲမှာလည်းသိသာစေပါတယ်ယာယီအကာအကွယ်ပေးနေထိုင်ခွင့်က EU တစ်ခုလုံးရဲ့အနီးထားပါဂျာမနီမှာဂရိမှာမဟုတ်ပါဘူး EU တစ်ခုလုံးမှာယူကရိန်းနဲ့ပတ်သက်တာကို EU ကတေချာရှင်းရှင်းလင်းလင်းပြောထားပါတယ် ။ VOA မြန်မာပိုင်းစီစဉ်ရဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေကိုအချိန်မရွေးကြည့်ရှုနားဆင်နိုင်မှု VOA Mobile App အသစ်ကို Smartphone တွေမှာ download ယူနိုင်ပါပြီ။ Android ဖုန်းတွေအတွက်ဆိုရင် Google Play နဲ့ iPhone တွေအတွက် Apple App Store တွေမှာ VOA Burmese ဆိုတဲ့ app ကို download လုပ်နိုင်ပါတယ်။ VOA မြန်မာဌာနဆိုတဲ့ logo နဲ့ဖြစ်လို့ရှာဖွေရတာလွယ်ကူပါတယ်။ဒီ application ကနေ VOA အစီအစဉ်တွေကိုဓာတ်ရိုက်နားဆင်ကြည့်ရှုနိုင်တဲ့အပြင် ကိုနှစ်သက်ရာအချိန်တိုင်းမှာလည်းတရင်ဆောင်မတွေအပတ်စဉ်ကဏ္ဍတွေကိုနှားဆင်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာမစ်စမတ်တဗီယိုစင်တွေကိုဝါရှင်တီစီမြို့ကနေရိုက်ကူးတင်ဆက်ပေးနေရပါအခုတော့နိုင်ငံတကာသတင်းဆောင်မတွေကိုဆက်ပြီးတော့တင်ဆက်ပေးကြပါမယ် All right, would like to would like to repeat. ပြောခါစားဖြစ်ခဲ့တဲ့လုံခဲ့တဲ့နှစ်နှစ်လောက်ကာလတခြားမှာအထည်နာခဲ့တဲ့မလေးရှားနိုင်ငံရဲ့စားတောက်ဆိုင်လုပ်ငန်းပြန်လည်နှလန်ထူနိုင်အောင်ကြိုးပမ်းနေကြပါသည်။အလုံးလုံးမဲ့ဝန်ထမ်းအလုံးလောက်မရှိတဲ့ပြဿနာနဲ့လည်းရင်ဆိုင်နေရတာပါ။ VOE သတင်းတော် Dave Grunenberg မလေးရှားနိုင်ငံပတ်တလိန်ကြာရမျိုးကနေပေးပွေသတင်းလောက်ကိုတင်ဆက်ပေးကြပါရစေ။ကျွန်မအီသန်စမား ဒီပလန်အေဘရန်စာတောက်ဆိုင်မှာကြက်ကြောဝမ်းနံယိုထမင်းခေါက်ဆွဲစားရီကိုလူကိုယ်တိုင်ဆိုင်မှာထိုင်စားဖို့ဖောက်တယ်တွေပြန်များလာပါတယ် We have people knocking on doors or making reservations ဆိုင်မှာလာထိုင်စားခြင်းလို့ပြန်လာကြတဲ့သူတွေကိုအခုပြန်တွေ့နေရပါပြီ ကိုဗစ်ကရောဂါစားဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်ခုံကလေးကစားသောက်ဆိုင်လုပ်ငန်းတွေခက်ခဲခဲ့ပြီးတော့ပုံမှန်ဝင်ငွေရဲ့80ရာခိုင်နှုန်းလောက်ကျဆင်းသွားခဲ့ပါတယ်။ဒါကြောင့်ဝန်ထမ်းလဲလျှော့ခဲ့ရပါတယ်။လောက်ရဲ့စားသောက်ဆိုင်မှာဝန်ထမ်း၄ပုံတပုံပဲကျန်တော့တဲ့အတွက်အခုထိုင်စားမဲ့ဧည့်သည်တွေစားသောက်ဆိုင်တွေကိုပြန်လာတဲ့အခါမှာအလင်းမမီဖြစ်နေပါတယ်။ so we can't accommodate a lot of guests. ကျွန်တော်ဆိုင်မှာလွတ်လွတ်မဲ့ဝန်ထမ်းအလုံးလောက်မရှိတဲ့အတွက်စားသုံးသူအများကြီးလက်မခံနိုင်ပါဘူး။ရောင်းချနေတဲ့ပုံစံတွေပြောင်းဖို့လိုပါတယ်။ ဝန်ထမ်းမလုံလောက်တဲ့ပြည်ထနာကိုမလေးရှားနိုင်ငံကစည်းဆိုင်တွေနဲ့စားသောက်ဆိုင်လုပ်ငန်းတွေမှာရင်ဆိုင်နေရတာပါဒီလောက်တွေမှာအရင်ကရွှေပြောင်းအလုပ်သမားတွေလှုပ်ခဲကြပေမဲ့လေခရောခါကြောင့်သူတို့လည်းကိုယ်နိုင်ငံကိုပြန်သွားကြကြပါတယ်။တက်ဆိုចောင်းသူចောင်းသားတွေတတုပ်ပြီးတတုပ်ဇပွဲတို့အလုပ်ဝင်လောက်တာရှိခဲ့ပေမဲ့လေအခုတော့တိတ်ပြီးတော့မတွေ့ရတော့ပါဘူး။ A lot of them have gone on to doing gig economy jobs. တက္ကသိုလ်ကျောင်းသားတော်တော်များများကစီးပွားရေးအလုပ်တွေဝင်ကုန်ကြပါတယ်။ကိုယ့်အချိန်နဲ့ကိုယ်လုပ်နိုင်မဲ့အလုပ်တွေကိုပိုရွေးလာကြပါတယ်။စနေတနင်္ဂနွေလူများတဲ့အချိန်စားတော့ဆိုင်မှာစပွဲထိုးရတဲ့အလုပ်မျိုးတွေကိုသူတို့ကမလုပ်ချင်ကြတော့ပါဘူး။ The young people have just more options. လူငယ်တွေအတွက်ရွေးစရာအလုပ်တွေပိုများလာပါတယ်။လူကိုယ်တိုင်အလုပ်သွားလုပ်ရတဲ့ဈေးဆိုင်မှာအလုပ်မဝင်ချင်ကြတော့ပါဘူး။အိမ်ကနေအလုပ်လုပ်ရတဲ့ online စီးပွားရေးလုပ်ငန်းတွေမှာအလုပ်ဝင်ကြပါတယ်။ မခေလာကမိနစ်တုန်းကတက္ကသိုလ်ကျောင်းပြီးသွားတာဖြစ်ပြီးတော့အခုတော့လူမှုကွန်ရက်ပေါ်မှာကွန်ပျူတာအရောင်းမြင့်တဲ့အလုပ်ကိုအင်းကားနေလုပ်ကင်နေတာဖြစ်ပါလေ။သတင်းတစ်ပတ်မှာ25နာရီအလုပ်လုပ်လို့ရှိရင်တစ်လကိုဒေါ်လာ350လောက်ရပါသေးတယ်။ Coffee ဆိုင်မှာသူအလုပ်လုပ်မယ်ဆိုရင်လည်းဒီလောက်ပဲဝင်ဝင်ရမှာပါ။ So great cuz if I wanted an off day လို့နားချင်နေဆိုရရဲ့ဆိုရင်နေချင်းပြောပြီးအလုပ်နားရယူနိုင်တော့အဆင်ပြေပါတယ်။တကယ်လို့ကျမသာ ကော်ဖီဆိုင်ဒါမှမဟုတ်ဈေးရောင်းဆိုင်တစ်ခုခုမှအလုပ်လုပ်တယ်ဆိုရင်ကျမနားရက်ယူဖို့တပတ်လောက်ကြူတောင်းရမှာဖြစ်ပြီးတော့ကျမခွင့်ယူမဲ့အချိန်မှာအစားထိုးဖို့လူစားရှာရမှာပါအခုကျမရဲ့အလုပ်ကတော့ digital အလုပ်ဆိုတော့ကျမခွင့်ယူချင်တဲ့ရက်ကိုယူလို့ရပါတယ်ဝန်ထမ်းလာစာတိုးမြှင့်မှုနဲ့လုပ်ငန်းခွင်မှာအသင်းဖွဲ့စေတဲ့နဲ့ပူးပေါင်းလှုပ်ဆောင်လို့စိတ်တိုးစေဖို့လုပ်နေပြီးတော့ဒါကဝန်ထမ်းတစ်တွေအလုပ်လာလုပ်ကြဖို့အဆွဲဆောင်နိုင်မယ်ဆိုပြီးတော့စိုင်းပန်ရှင်လောက်ကမျှော်လင့်နေတာပါ ဒါပေမဲ့လည်းဝင်တဲ့အလုံလောက်မရှိတဲ့ပြဿနာကတော့ဆက်ရှိနေနိုင်သေးတဲ့အကြောင်းသူကမှန်းထားတာဖြစ်ပါတယ်ရှင်။အခုဆက်ပြီးတော့နောက်ဆုံးရငွေလင်းလုံးရွှေစင်းနဲ့ဆက်သုံးစီစီလုံးတွေကိုပြောပြပေးကြပါမယ်။ဘောဘန်ကသတ်မှတ်ထားတဲ့ March 21ရက်နေ့နောက်ဆုံးရငွေလေးတော့ဟာ American ဒေါ်လာကိုမြန်မာကျပ်ငွေ1988ကျပ်ဖြစ်ပါတယ် ရေငုံမြစ်ပြပငွေလေးကောင်တိုင်မှာတော့မနေ့ကညနေခင်းမှာဒေါ်ဒေါ်လာကို1989ကျပ်ကနေ1982ကျပ်ထိဝယ်ဈေးရှိခဲ့ပြီးတော့ရောင်းဈေးကဒေါ်လာကိုမြန်မာကျပ်ငွေ1983ကျပ်ကနေ1989ကျပ်ထိရှိခဲ့ပါတယ်။ရွှေဈေးကတော့အခရွှေတစ်ကျပ်သားကို30,000 2,100ကျပ်ရှိပါတယ်။ ဆက်သုံးစီဇေရီကတော့ Octane 92 Duran Delta ကို1965ကျနဲ့ Octane 95 Duran Delta ကို2040ကျက်စီဖြစ်ပါတယ်။ဒီဇယ် Delta ကတော့2040ကျက်ပါ။မင်းကလေးနဲ့တခြားမြို့ကြီးတွေမှာရန်ကုန်နဲ့စီးနှုံခွာချချက်ရှိပါတယ်ရှင်။